မင်္ဂလာပါမန်ဂျူကေးရှင်းမှကြိုဆိုပါရစေကျွန်တော်တို့အချက်ကိန်းကဏ္ဍများမြောက်ချင်းစာခြင်းနံပါတ်၄မှာကျွန်တော်တို့ပုံစံတစ်ခုကိုဆက်တွေ့ကြည့်ကြပါမယ်ဥပမာဆိုရရင်ပုံစံဖြည့်ရှင်းပါ၃ကကြီးငါးချက်ကိုကျွန်တော်တို့ ကိုကာဂျီလေးတက်နဲ့စားတယ်ပြီးရင် ကျွန်တော်တို့6ကာဂျီနှစ်ထပ်ကိုကျွန်တော်တို့2ကာဂျီ3တက်နဲ့စားတယ်ဆိုပါစို့အဲ့တော့အဖြေအားဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာအရင်ဆုံးဒီထက်ကိန်းတွေကို ကျွန်တော်တို့ကြည့်မယ်ကြည့်လိုက်တဲ့အခါမှာထက်ကိန်းတွေကတူနေတာကိုကျွန်တော်တို့တွေ့ရတယ်အဲ့တော့ထက်ကိန်းတွေစားလို့ရှိရင် ကျွန်တော်တို့နှုတ်လို့ရတယ်လို့အရင်တုန်းကပြောခဲ့ဘူးတယ်ထက်ကိန်းနဲ့တူနေလို့ရှိရင်နှုတ်လို့ရတယ်လို့ကျွန်တော်တို့အခြေခံနေတူနေလို့ရှိရင်နှုတ်လို့ရတယ်လို့ပြောခဲ့ဘူးတယ်အဲဒီတော့ကျွန်တော်တို့ဒီမှာစားမယ်ဆိုလို့ရှိရင်3နဲ့9နဲ့ကကျွန်တော်တို့စားလို့ရတယ်အဲဒီတော့3တလီ3 3 3 4အဲ့တော့ဒီကကာကြီးကကျွန်တော်တို့ 9နှုတ်4ဟုတ်ပြီနော်ဒီဘက်မှာကကျွန်တော်တို့ထပ်ဆလိုရတယ်အဲ့တော့2ဒီကတစ်ထွက်မယ်ဒီက2 3 4 6အဒီအတိုင်းပဲကျွန်တော်တို့ဒီမှာကကြီးက2ထဲက3ကိုနှုတ်ထားတယ်အဲ့တော့ဒီမှာကြည့်ကြမယ်ဆိုလို့ရှိရင်ကြည့်ကြမယ်ဆိုလို့ရှိရင် သုံးပိုင်းတစ်ပိုင်းကာဂျီတစ်ပိုင်းသုံးပိုင်းတစ်ပိုင်းကာဂျီအနှုတ်တည်ရတယ်အဲ့တော့ကျွန်တော်တို့ဒီကောင်ကသဘောတရားကသုံးပိုင်းတစ်ပိုင်းအမြောက်တစ်ပိုင်းသုံးပိုင်းမြောက်ကာဂျီ တစ်ထပ်နဲ့အမြောက်ကာကြီးအနှုတ်တစ်ထပ်လို့သဘောရပါတယ်အဲ့တော့ကာကြီးတစ်ထပ်နဲ့ကာကြီးအနှုတ်တစ်ကို ကျွန်တော်တို့အောက်ခြေတူနေလို့ရှိရင်ပေါင်းလို့ရတယ်လို့ကျွန်တော်တို့ပြောခဲ့ဘူးတယ်အဲ့တော့ကျွန်တော်တို့ဒီမှာဒီဟာက3 3ဓာတ်3ဓာတ် မြောက်ကာကြီးတစ်ထပ်နဲ့ကာကြီးအနှုတ်တရားဆိုလို့ရှိရင်ကာကြီး၃ညတက်ဖြစ်တယ်အဲ့တော့ကာကြီး၃ညတက်ကဆိုရင်တစ်နဲ့ညီတယ်အဲ့တော့ဖြေဟာဆိုလို့ရှိလို့ရှိရင်တစ်အမြောက်ကာကြီး၃ညတက်ခါဆိုရင်တစ်ဆိုတဲ့အတွက်ဖြေဟာကျွန်တော်တို့တစ်ထွက်ပါတယ်ဒီမှာလဲကျွန်တော်တို့၃ဝန်ဆောင်လို့ရတယ်အဲ့အတွက်တစ်ထွက်တယ်အဲ့တော့ဖြေဟာတစ်ထွက်ပါတယ် ကဲနောက်ပုံစံတစ်ခုကိုကျွန်တော်တို့ထပ်ကြည့်ကြရအောင်ဥပမာနှစ်ကာကြီးသုံးဓာတ်ကိုကျွန်တော်တို့နှစ်ကာကြီးငါးဓာတ်နဲ့သုံးကာကြီးလေးဓာတ်နဲ့စားကြရတဲ့ဆိုပါစို့ဖြေရဆိုလို့ရှိရင်ဒိဗေကဘာထွက်တယ်လဲဆိုလို့ရှိလို့ရှိရင် ကျွန်တော်တို့ဒီအောက်ခြေကနန်းနေ တူနေတဲ့အတွက်ကျွန်တော်တို့နှုတ်လို့ရတယ်လို့ပြောခဲ့ဘူးတယ်အဲဒီတော့နေကာဂျီတုံးတက်ဟာဆိုလို့ရှိလို့ရှိရင်နေအစာတုံးကာဂျီငါးတက်အနှုတ်လေးဟုတ်ပြီနော်အဲ့တော့နေကာဂျီ သုံးတက်ကိုဒီတိုင်းမရေးမယ်ကျွန်တော်တို့ဒီကဖြေရဆိုရင်1ကာဂျီ9400အတွက်ကာဂျီတစ်ထပ်အဲ့တော့ဒီရရဲ့ကာဂျီကမြောက်ထားတဲ့ဆိုတဲ့အတွက်1အမြောက်3မြောက်ကာဂျီ3တက်မြောက်ကာဂျီတစ်ထပ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့အောက်ခြေဒီ ထက်ကိန်းကိုကြည့်လိုက်လို့ရှင်တူနေတဲ့အတွက်ထက်ကိန်းနဲ့တူနေတာအောင်မြှောက်ထားရဲဆိုရင်ပေါင်းလို့ရတယ်လို့ပြောခဲ့ဘူးတယ်အဲဒီတော့နှစ်ကအောက်မှာကျွန်တော်တို့တစ်ထက်ရှိတယ်နှစ်ကအောက်မှာ3ကကြီးက3နဲ့1နဲ့ပေါင်းနေဆိုလို့ရှိရင်ကျွန်တော်တို့4ထွက်မယ်အဲဒီတော့3တလီ3နှစ်လီ4 ာဂျီလေးဓာတ်ထွက်ပါတယ်အဲ့တော့ဒီဟာကိုထပ်ပြီးတော့ရှင်းညင်သေးတယ်ဆိုလို့ရှိရင်ကျွန်တော်တို့လေးကိုထပ်စားကြည့်မယ်ဆိုရင်3 divine divine နော်1 3 divine ကာဂျီလေးဓာတ်လို့အဖြေထွက်ပါတယ်